ကဲချစ်တော်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ငားရဲ့အသားလေးကမာမာတင်းတင်းလေးနဲ့စားလို့လည်းအရန်ကောင်းတဲ့ထမင်းမိန်စေတဲ့ဟင်းကောင်းတစ်ခွက်ဖြစ်တဲ့ငစနယ်ဟင်းလေးချက်စားပြလို့ကျွန်တော်ရဲ့ချက်ပြုတ်ပုံစင်းစင်းကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာ အခုချက်မဲ့ငါးဟင်းအတွက်ငါးဟူတော့ငမြင့်ချင်းခုတ်သားကိုအသုံးပြုထားပါတယ်။အရင်ဆုံးတန့်စင်စေးကြောထားတဲ့ငါးခုတ်သားအတုံးလေးတွေကိုစားများများနဲ့နာနာလေးဖိပြီးတော့စားတွေတီချာလေးစိတ်ဝင်သွားတဲ့အထီကိုနယ်ပေးလိုက်ပါမယ်။ပြီးရင်တော့နေတဝက်လောက်ချင်းယူပြီးတော့စားနဲ့နယ်ပြီးဖိထားပေးလိုက်ပါမယ်။ပြီးရင်တော့ခရမ်းကျင်ဒီရွယ်တော်နှလုံးလောက်ကိုလည်းကက်ကြီးလေးနဲ့ခက်တီးတီးအနေထားလေးတွေညှက်ထားပေးလိုက်ပါမယ်။ ငစနေဟင်းလေးချက်ဖို့အတွက်ကိုတော့ပြင်ဆင်ထားတာလေးတွေကစက်သွန်ပြူတစ်ပြားရိုက်ပြီးတော့နှုတ်နှုတ်ပေါက်ထားမယ်စက်သွန်နီလေးတွေပွားပွားလီထားမယ်ပြီးရင်တော့ဒီမှာငရုတ်သီးစင်းကိုထက်ချန်းခွဲထားမယ်ခုနကတော့ခက်သီးသီးလေးတွေကကြီးနဲ့ကြိုက်ထားတဲ့ခရမ်းကျင်သီးရယ်ပြီးရင်တော့နန်နံမင်းလေးအုတ်ချက်မှဖြစ်တဲ့အတွက်နန်နံမင်းလေးလည်းလိုအပ်ပါတယ်နော်အခုဒီမှာမနက်ကလေးကစားနေပြီးတော့ဖိထားတဲ့ငစနယ်လေးတွေကိုအခုဒီမှာရေဆေးတန့်စင်ထားတာပါ။ဒါပြီးရင်တော့ချက်လို့ရပါပြီ။ ီငစနေလေးချက်တာကလည်းမခက်ပါဘူးခင်ဗျာလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပါပဲစီပူလိုင်းစနွန်းလေးထည့်ပြီးကြက်သွန်ပြူကြက်သွန်နီလေးတွေကိုထည့်ပြီးတော့မှွေမယ်ရုပ်သီးစိတ်မုတ်ကလေးပါထည့်ပြီးတော့အရင်ဆုံးစီတက်ပြီးထားလိုက်ပါမယ်စီတက်တာမှွေလာပြီဆိုရင်ခုနကကကြီးလေးနဲ့ညှက်ထားတဲ့ခရမ်းညင်နီလေးတွေထည့်ပြီးတော့သေးချာလေးမှွေပေးလိုက်ပါမယ်ဒါပြီးရင်တော့ရေစေးတန့်စင်ထားတဲ့ငစနေတုံးလေးတွေကိုထည့်ပြီးလိုက်ပါမယ် ဒီနေရာမှာတော့စီသက်တဲ့နေရာမှာအရင်ဆိုကျွန်တော်ကငံပြာကြီးထည့်ပြီးစီသက်လေးရှိပါတယ်အခုကတော့ငားရဲ့အသားငံနေပြီးသားဖြစ်လို့အငံရတာကိုမြည်ဆမ်းပြီးမှထည့်မှာဖြစ်လို့ငံပြာကြီးထည့်ပြီးတော့စီမသက်တော့ပါဘူးပြီးရင်တော့ထညာကလေးတလုံးထုံးစံတိုင်းထည့်ပြီးတော့အရသာအတွက်ကိုတော့အချုံမုတ်ကလေးပါတခါတည်းထည့်ပြီးရင်မကတ်အောင်ရေလေးအနှဲငယ်ထည့်ပြီးတော့မှွေပေးလိုက်ပါမယ်ဒါပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့စီပြန်လာတဲ့အထိတည်တည်ချာချာလေးချက်ပေးထားလိုက်ပါမယ်။ ကဲအခုဆိုရင်တော့အချင်းယူပြီးတော့စီပြန်လာတဲ့အထိတက်တင်ပေးထားလိုက်တာအခုဆိုလို့ရှိရင်ငစနေဟင်းလေးကစီကြံရေကြံအနေထားလေးကိုရောက်သွားပါပြီဟင်းဦးလေးမကတ်အောင်အနှဲငယ်လေးမှုပေးပြီးရင်တော့ငေဦးသီးစိမ်းထချမ်းခွဲထားတာလေးတွေထည့်လိုက်မယ်ပြီးရင်တော့နန်းနံမင်းလေးအုပ်ပေးလိုက်မယ်ဆိုရင်တော့ဒီငစနေဟင်းလေးကစားဖို့ရန်စင်တဲ့ဖြစ်နေပါပြီ ရိုးရိုးငါးရင်းနေပဲစားရတာရိုးအီနေပြီဆိုရင်တော့လေဒီလိုမျိုးလေးငစနယ်လေးလုပ်ပြီးတော့ချက်စားကြည့်ပါခင်ဗျာအရန်ကိုစားလို့ကောင်းပြီထမင်းမိန်စေပါတယ်ငါးရဲ့အရသာလေးကလေ तू ကအိမ်လုံးငစနယ်ဆိုတော့အရန်လည်းမငံဘူးပြီးတော့ငါးရဲ့အသားလေးကလည်းကတင်ပြီးတော့လေမာအီအီကလေးဖြစ်နေတော့အခါကျတော့အစားလို့လည်းအရန်ကောင်းတယ်အဲ့တော့ဒီဟင်းလေးကတော်တော်လေးကောင်းပါတယ်နော်အဲ့တော့အားလုံးပဲလိုက်ချက်စားကြည့်ကြပါ ဒီငစနေဟင်းကောင်းလေးတစ်ခွက်ကလေထမင်းပူပူလေးနဲ့ဆိုရင်အရန်လိုက်ဖက်ပါတယ်ငားလေးကိုဖဲ့ပြီးတော့ထမင်းပူပူလေးနဲ့ဒီအနှစ်ကလေးကိုစမ်းပြီးတော့လေနယ်ပြီးစားလိုက်ရလို့ရှိရင်လေထမင်းနှစ်ပကံလောက်ကတော့အตาလေးပဲဝင်တာအရန်ကိုစားလို့ကောင်းလို့ပါကျွန်တော်တို့အိမ်မှာလည်းဒီလိုမျိုးချက်ပြီးဆိုအရန်ကြိုက်တယ်ကျွန်တော်လည်းထမင်းပူပူလေးနဲ့စားလိုက်ပါဦးမယ် အခုဒီမှာထမင်းပူပူလေးနဲ့ကျွန်တော်ငါးရုံးလေးကိုထည့်ပြီးတော့ဖဲ့ပြမယ်နော်ဒီမှာကြည့်ပါဦးနော်ငါးလေးရလေးတွေ့လားကတင်နေရပဲစားလို့အရန်ကောင်းမှာအဲ့ဒါကျွန်တော်လည်းဒီလိုမျိုးလေးဆိုလို့ချင်းထမင်းပူပူလေးနဲ့ဆွဲလိုက်ရမှမနေနိုင်ဘူးကျွန်တော်စားကျင်နေပြီအဲ့တော့ကျွန်တော်စားကြည့်လိုက်ပါဦးမယ်နော် ိမ်မှာကိုပေါ့ကိုလှုပ်ထားတာဆိုတော့လေအကြာကြီးဖိသိမ့်ထားတဲ့ငပိကောင်နေလူမျိုးငံမနေပဲနဲ့လေငားတဲ့ကိုစားရတာလေးကလေနည်းနည်းလေးကဲပြီးဝင်တဲ့လောက်ပဲဆိုတော့လေစားလို့ကအရန်ကောင်းတယ်နော်ကဲဒါဆိုရင်ကျွန်တော်ဆက်စားလိုက်ပါဦးမယ် အခုဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါစေနော်အားလုံးပဲလိုက်ကြည့်ပေးကြရဲချစ်တင်ငယ်ချင်းများနဲ့ချစ်မိတ်ဆွေများအားလုံးတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါရယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပြီးတော့လူရဆန္ဒတွေတလုံးတဝရဲပြည့်စုံကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာဘိုင်း